အားလုံးပဲမင်္ဂလာပါခစ်တက်မီဒီယာနယူးစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့ပေါ်တွင်တပိတ်အင်အားစုများကစစ်တပ်၏အတူရောင်ရေးကောက်ပွဲကိုစန့်ကျင်တပိတ်မောက်ရန်လူလူစီယုံလုံးစော်ရေးပြုလုပ်ဒေါအောင်ဆန်းစုကြည်ကိုပုတ်ခတ်စော်ကားပြီး NLD အစိုးရဖြုတ်ချရေးဆန္ဒပြခဲ့သောမဘာသာအဖွဲ့ဝင်ကျော်မျိုးရွှေကတာဆန့်ညပါတီမြို့သားလွတ်တော်ကိုယ်စားလှယ်လောင်းဖြင့်ရွေးကောက်ပွဲဝင်စတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်မြို့ပေါ်တွင်တပိတ်အင်အားစုများကစစ်တပ်၏အတူရောင်ရေးကောက်ပွဲကိုစန့်ကျင်တပိတ်မောက်ရန်လူလူစည်းရုံးလုံးဆော်ရေးပြုလုပ်ရန်ကုန်မြို့ပေါ်တွင်တပိတ်အင်အားစုများကအကြမ်းဖက်စစ်တပ်၏အတူရောင်ရေးကောက်ပွဲကိုစန့်ကျင်တပိတ်မောက်ရန်လူလူစည်းရုံးလုံးဆော်ရေးပြုလုပ်ခဲ့ကြောင်းရန်ကုန် Revolution Post WIRE အထံမှသိရပါဗျာ။ အကြံဖတ်စစ်အုပ်စုသည်သူတို့ကြုံတွေ့နေရသောလက်ရှိနိုင်ငံရေးစစ်ရေးအခက်အခဲများမှလွတ်မြောက်ရန်နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ်ရွေးကောက်ပွဲကိုစီစဉ်သည်မှာထင်ရှားနေကြောင်းလမ်းမှန်ပေါ်တွင်အရှိန်ရနေသောဖွံ့ဖြိုးဆက်ပြုနေပြီဖြစ်သည့်တိုင်းပြည်ကိုအတင်းတမအာဏာသိမ်းယူပြီးလူမှုဘဝကျက်တဲနေပါရန်ရွယ်ချက်ရှိရှိလုပ်ယူခဲ့သောမင်းအွန်လိုင်းစစ်တပ်ကိုထွက်ပေါက်မှပေးမိရန်လိုအပ်ကြောင်းစစ်မှန်သောနိုင်ငံရေးထွက်ပေါက်သည်စစ်အုပ်စု၏ရွေးကောက်ပွဲလမ်းကြောင်းမဟုတ်ဘဲပြည်သူများလိုချင်သည့် တရားမျှတပြီးဖက်ဒရယ်ဒီမိုကရေစီပြောင်စုတိဆောက်ရေးတာဖြစ်ကြောင်းရန်ကုန် Revolution Boss YRF ကပြောဆိုထားပါတယ်။ပြည်သူလူထုပေါ်မတရားသည့်ဥပဒေမတရားဖိနှိပ်ရဆက်ထားသည့်အထွေထွေဖိနှိပ်မှုမျိုးစုံနှင့်စစ်အာဏာရှင်စနစ်ဆက်လက်သိုးရှိရန်အတွက်မကြခင်ပြုလုပ်မိတရားမဝင်ရေကောက်ပွဲသည့်အကြမ်းဖက်စစ်ကောင်စီလိုအပ်နေသည့်နိုင်ငံရေးထွက်ပေါက်ဖြစ်ကြောင်းစစ်အာဏာရှင်စနစ်အလုံးစုံပြုကျပျက်စီးသည့်အထိဆက်လက်တောင်းခံပေးကြရန်ရန်ကုန်တပိတ်အင်အားစုကတိုက်တွန်းထားပါတယ်။ ရန်ကုန်မန္တလေးအမြန်လန်းမိုင်တိုင်းနှစ်သုံးဖို့ရှိစစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်သားနှုတ်တေဆုံးပြီးဗိုလ်တူဦးထိခိုက်ဒဏ်ရာရ။နေပြည်တော်တကုံးမြို့နယ်ရန်ကုန်မန္တလေးအမြန်လန်းမိုင်တိုင်းအမှတ်နှစ်သုံးဖို့ရှိအကြမ်းဖက်စစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်သားနှုတ်တေဆုံးပြီးဗိုလ်တူဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်းတကုံး PD အမှတ်တရင်မှုရဲော်ရာမုံကပြောဆိုပါရတယ်။ နိုဝင်ဘာလ17ရက်နေ့ည9:45မိနစ်ခန့်တွင်တကုံးမြို့နယ်ရန်ကုန်မန္တလေးအမြန်လမ်းမိုင်တိုင်းအမှတ်39ရှိအကြမ်းဖက်စစ်တပ်ဤ၄ကတရားကိစ္စခန်းကိုနေပြည်တော်တပ်ကုံး PDF တရင်အမှတ်803မှဒေါ်လန်ရေးတပ်ဖွဲ့များကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထို့ထိတွေ့တိုက်ပွဲသည်မိနစ်30ခန့်ဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်မှနှူးတေဆုံးကဗိုလ်တူထိခိုက်ဒဏ်ရာရရှိပြီးဆေးရုံတင်ထားရာကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်ဒေါ်လန်ရေးရဲတော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည်။ စစ်ခွေးအင်အားက15ယောက်လောက်ရှိမယ်။ဂိတ်စခန်းအသေးပါ။စစ်ခွေးတည်စရင်ထတ်တိုးတည်ဆုံးတာမျိုးမကြားမိဘူး။ကျွန်တော်တို့ကတော့နေပြည်တော်တိုင်းစစ်ဌာနတပ်တွေဖြစ်လို့နေပြည်တော်ဝင်းဝိုင်းကိုပျောက်ကြားတိုက်ခိုက်ဖို့အမြဲစူးစမ်းနေမှာပါလို့ PDF တက်ကုန်းမှတရင်မှုရဲော်ရာမုံကပြောဆိုပါရယ်။ထိုတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမြန်လန်းအနောက်ဘက်ခြံကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးနေ၍ကျေးရွာနေပြည်သူများစစ်ရေးတရီဖြင့်တွာလာနေထိုင်ကြရန်တရင်မှုရဲော်ရာမုံကဆက်လက်ပြောဆိုပါရယ်။ ဒီမော့ဆိုမျိုးနဲ့ခမရ၄နှစ်ခွန်တက်ရင်မှစစ်မှုထမ်းတပ်သားတစ်တူတယုံငန်းတလက်နဲ့ခဲရဲများယူဆောင်လာပြီးအလင်းဝင်ကရင်နီပြည်ဒီမော့ဆိုမျိုးနဲ့ခမရ၄နှစ်ခွန်တက်ရင်မှစစ်မှုထမ်းတပ်သားတစ်တူဤတယုံငန်းတလက်နဲ့ခဲရဲများယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့နေပြည်တော်မှတိုင်းနာသူညအခန့်ကိုနောင်ချိုကပြောပါတယ်။ နိုဝင်ဘာလ9ရက်နေ့တွင်ဒီမော့ဆိုမြို့နယ်ခမရယ၄နှစ်ခွန်တက်ရင်မှစစ်မှုထမ်းပတ်စင်လေးမှစစ်မှုထမ်းတပ်သားတစ်စိုးထက်ကျော်သည်ဒေယုံကန်တလက်နှင့်ခဲရဲများယူဆောင်လာပြီးနေပြီးတော့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကပထံသို့အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရပါတယ်။အလင်းဝင်ရောက်လာတာသူကမကွေးတိုင်းထဲကပါမြို့ပေါ်ကိုဖုံးတပ်ဝယ်ပြီးအပြန်မှာကားပေါ်ဆွဲတင်သွားပြီးစစ်မှုထမ်းဖြစ်စုဆောင်းခံခဲ့ရခြင်းဖြစ်ပါတယ်။မကွေးတိုင်းစုဆောင်ရေးဌာနကိုခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်။ အလင်းဝင်ရောက်လာတဲ့သူကတော့စစ်မှုထမ်းအပတ်စဉ်လေးကပါတောင်တွင်းကြီးလက်ကျင်ရေးခွန်နစ်ကပါသူ့ကိုဂုံပြုစုငွေချင်းမြင့်ဖို့ကတော့ကာကွယ်ရေးဝန်ကြီးဌာနကိုဆက်လက်တင်ပြပြီးဂုံပြုငွေချင်းမြင့်ဖို့ဆောင်ရွက်သွားပါမယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့နေပြည်တော်မှတိုင်းနာသူညအခန့်ကိုနောင်ချိုကပြောဆိုဒေါအောင်ဆန်းစုကြည်ကိုပုတ်ခတ်စော်ကားပြီး AID အစိုးရဖြုတ်ချရေးဆန္ဒပြခဲ့သောမဘာသာအဖွဲ့ဝင်ကျော်မျိုးရွှေကတပ်ဆညပါတီမြို့သားလွတ်တော်ကိုယ်စားလှယ်လောင်းဖြင့်ရွေးကောက်ပွဲဝင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ကိုပုတ်ခတ်စော်ကားပြီး NLD အစိုးရဖြုတ်ချရေးဆန္ဒပြခဲ့သောမဘာသာအဖွဲ့ဝင်ကျော်မျိုးရွှေကတပ်ဆန့်ညပါတီမြို့သားလွတ်တော်ကိုယ်စားလှယ်လောင်းဖြင့်ရွေးကောက်ပွဲဝင်နေကြောင်းမန္တလေးမြို့ခံများထံမှသိရှိရပါသည်မဘာသာအဖွဲ့ဝင်နှင့်မြို့သားရေးဆွမ်းရောက်စစ်တပ်ထောက်ခံသူကျော်မျိုးရွှေကတိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီတပ်ဆရကိုကိုစားပြု၍မန္တလေးတိုင်းမြို့သားလွတ်တော်မဲဆန္ဒနယ်မှတ်လေးတွင်ရှင်ပြန်ရန်မဲဆွယ်စည်းရုံးမှုများလှုပ်ဆောင်နေကြောင်းသိရှိရပါသည် ကျော်မျိုးရွှေမှာ NLD အစိုးရအာဏာရယူခဲ့သည့်2016ခုနှစ်မှ2020ခုနှစ်ဇန်နဝါရီလကုန်အထိဒေါ်အောင်ဆန်းစုကြည်ကိုပုတ်ခတ်စော်ကားခြင်း NLD အစိုးရကိုဆန္ဒပြခြင်းစစ်တပ်ထောက်ခံသောလှုပ်ရှားမှုများကိုဥဆောင်ခြင်းများလှုပ်ဆောင်ခဲ့သူလည်းဖြစ်ပါတယ်။2019ခုနှစ်မတ်လတွင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုလူမှုကွန်ရက် Facebook စာမျက်နှာတွင်ပုတ်ခတ်စော်ကားရေးသားခဲ့သည့်ဖြင့်ဆက်သွယ်ရေးဥပဒေ66ကြီးဖြင့်အမှုဖွင့်ခံခဲ့ရသူလည်းဖြစ်ပါသည်။ ရင်းပြင်2019ခုနှစ်တာဂုတ်လအတွင်းမန္တလေးတွင် AID အစိုးရစန့်ကျင်တပိတ်လှုပ်ဆောင်ခဲ့ပြီးရင်းတပိတ်အတွက်ကြုံမျိုးရွှေကိုဝရမ်းထုတ်ခဲ့ကပုံမှန်905ကဖြင့်အမှုဖွင့်ဖမ်းဆီးခဲ့ပါတယ်။ဟုတ်ကဲ့ပါဒါကတော့ခေတ်သစ်မီဒီယာ news ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတာပါ။ကြည့်ရှုပေးကြတဲ့တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။အားလုံးစစ်အာဏာရှင်လက်အောက်မှအမြန်ဆုံးလွတ်မြောက်ပါစေ။